မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတူတကောစူဇန်လေးလာကြီးကိုရွေးထားတာကတော့ကျန်းစာတဲ့ကစာဆောင်တစ်ခုပါလူတိမများလောက်ဘူးထင်တယ်ဒါပေမဲ့အင်မတန်အစွမ်းထက်တဲ့ဖီလီမွန်ဩဝါဒစာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီအချက်လက်တွေကတော့ The Wise Believers ကနေပြဆိုထားတဲ့မဆူတွေကိုခြေခံပြီးကျွန်တော်ဆွေးနွေးသွားမှာပါ တကယ်တော့လေဒီစာကအခန်းကြီးတစ်ခန်းနဲ့ပဲကျမ်းပိုက်ဆွမ်းနဲ့25ဘုတ်ပဲရှိတယ်တော်တော်လေးဟုတ်ပါတယ်အញ្ញမ်းတော်ပါတယ်อืมဒါပေမဲ့အဲ့ဒီစာမျက်နှာအနှဲငယ်ထဲမှာ အဖြစ်လွတ်ခြင်းတို့ပြန်လဲသိမြက်ခြင်းတို့နောက်ပြီးတော့ဟိုလူမှုစင်တာနေရှိကြအဲ့ဒါတွေကိုကြော်လွန်တွားရဲ့ခစ်ကြံမေတ္တာကြောင့်အများကြီးပဲနည်းနည်းတဲ့သင်္ကန်းစာတွေအပြည့်နဲ့ဗျာမှန်ပါတယ်ဒီနေ့အဲ့ဒါလေးတွေကိုအတူတူကြည့်ကြအောင်အဓိကပါဝင်တဲ့သူလေး စကောင်လို့ပြောရမလားကတော့တမန်တော်ရှင်ပေါ်လူပေါ့ဟုတ်ကဲ့ပြီးတော့သူမိတ်ဆွေယုံကြည်သူဖီလီမွန်နောက်တစ်ယောက်ကအဲဖီလီမွန်စီကထွက်ပြေးခဲ့တဲ့ဂျွန်အော်နီတင်ဒီတုံးရောက်ပေါ့ဟုတ်ပါတယ်ဒီစာကိုပထမအဖို့ရန်ကြည့်လိုက်ရင်လေအယံဘုကိုရေးဆန်တဲ့စာတစ်စောင်းလို့ထင်စရာရှိတယ်ဟုတ်တယ်တငယ်ချင်းစီရေးတဲ့စာကိုအင်းရှင်ပေါ်လူကသူမိတ်ဆွေစီကိုရေးတဲ့စာဒါပေမဲ့အထက်ကအကြောင်းအရာတွေ သူ့ရဲ့တုံတန်ချက်တွေသူ့ရဲ့ချင်းကပုံတရားလီယုံကြည်သူတရားအတွက်အဲလူမှုဆက်ဆံရေးတွေမှာကိုအတိုင်းအဝါရဲ့ပုံမှာဘလို့သဘောထားတဲ့နေဘလို့လှုပ်ဆောင်တဲ့နေဆိုတာကိုအင်မတန်အားကောင်းချက်လဲညွတ်မှုနေပြီးနေတာကိုတွေ့ရမှာပါကဲဒါဆိုရင်အခြေခံချက်လေးတွေနဲ့စလိုက်ကြရအောင်ဒီအစာကိုဘသူကဘယ်ချင်းဘယ်နေရာကရေးတာလဲ ဒီစာကိုတမန်တော်ရှင်ပေါ်လုကရေးတာပါဟုတ်ကဲ့သူယောမအချင်းထောင်ထဲမှာအချင်းကြံ့နေတုန်းရေးခဲ့တဲ့စာတွေကတစောင်ပေါ့ဩအချင်းထောင်ထဲကနေရေးတာပေါ့နော်ဟုတ်ပါတယ်လက်ခံရရှိတဲ့သူကတော့ကောလိုသင်းမြို့ကဖီလီမုန်ဆိုတဲ့ယုံကြည်သူတယောက်ပါဖီလီမုန်ဟွန်းသူကအတင်းတော်မှာတော်တော်ရေးပါတယ်သူထင်မဲ့တယ်နော်သူ့ရဲ့မှာအတင်းတော်ဆွေးရဲဆိုတော့ ဟုတ်ပါတယ်အဲ့ဒီပုံယူဆရပါတယ်ဖီလီမွန်ကအတော်တန်ချမ်းသာကြွယ်ဝမယ်နောက်ပြီးသူ့ရဲ့လူမှုအတိုင်းဝိုင်းမှာလည်းဩဇာရှိတဲ့သူဖြစ်နိုင်ခြင်းများပါတယ် ဟုတ်ကဲ့။သူ့အိမ်မှာအတင်းတော်ဆူဝဲတဲ့ဆိုတာကသူ့ရဲ့ယုံကြည်ခြင်းခိုင်မာမှုရက်ရော်မှုဒါတွေကိုပြားနေတယ်လို့ပေါ့။ဟွန်းအဲ့ဒီခစ်ကလည်းအတင်းတော်ဆောက်ဆိုတာတိမရှိသေးဘူးမလား။အိမ်နေမှာပဲဆူဝဲကြတာများတယ်နော်။မှန်ပါတယ်။အိမ်အတင်းတော်တွေ House Church sponsor မျိုးပေါ့။ဒီလိုနောက်ခံရှိတယ်လို့တရားစီကို ရှင်ပေါလုကပုဂ္ဂိုလ်ရေးအရာစာရေးပြီးတော့အဲတောင်းဆိုမှုတစ်ခုလုပ်ခဲ့တာပါ။အဲ့ဒီတောင်းဆိုမှု အဲ့ဒါကဒီစာရဲ့အဓိကအကြောင်းရင်းပဲနော်အဲ့ဒါကဘယ်သူတော်လဲဆိုတော့အော်နေသိန်းဟုတ်ပါတယ်အော်နေသိန်းဖီလီမွန်ရဲ့ကျောင်းအော်နေသိန်းသူကဘာဖြစ်ခဲ့တာလဲသူကသူ့သခင်ဖီလီမွန်စီကနေထွက်ပြေးသွားခဲ့တယ်ထွက်ပြေးသွားတယ်ဟုတ်တယ်ထွက်ပြေးသွားရုံတည်းမကဘူးဖီလီမွန်ကိုဒနီနီနဲ့နစ်နာဆုံးရှုံးအောင်လုခဲ့ပုံလဲရတယ်လို့ကျန်းစာမှာအရေးအမြတ်လေးတွေ့ရတယ်အတိအကျတော့မပြောထားဘူးပုံလीอืมတခုခုတော့မားခဲ့တယ်ဗော ဟုတ်ပါတယ်ဒါပေမဲ့ကံကောင်းတယ်လို့ပြောရမလားဟုတ်ကဲ့အော်နေစင်မှာယောမမြို့မှာအချင်းချာနေလဲရှင်ပေါလို့ ਨੇ တွားတွေ့တယ်။အော်ယောမကိုရောက်သွားတာကိုဟုတ်တယ်အဲ့ဒီမှာရှင်ပေါလို့ရဲ့ဟောပြောတုံတင်မှုတွေဗာနဲ့တချင်သူယေရှုခရစ်ကိုယုံကြည်လက်ခံသူဖြစ်လာခဲ့တယ်။အာကျွမ်းဘဝကနေခရိယံဖြစ်သွားတာပေါ့အဲ့ဒါပေါ့ဒီနေရာမှာလေအဲ့ဒီခေတ်ရဲ့လူမှုနောက်ခံကိုနားလည်ထားဖို့ကတော်တော်အရေးကြီးလာပြီ။ဟုတ်ကဲ့ဘလို့အချင်းမျိုးလဲအဲ့ဒီတော့ကယောမအင်ပါယာမှာကျွမ်းစနစ်ဆိုတာက အဲစီးပွားရေးလူမှုရေးအားလုံးရဲ့အခြေခံအုတ်မြစ်တစ်ခုလိုပဲอืมအဓိကပဲပေါ့ဟုတ်တယ်လူဦးရေအတော်တော်များများကကျွမ်းတယ်ပါထွက်ကြီးသွားတဲ့ကျွမ်းတယောက်ကိုသခင်ကပြန်တွေ့ပြီဆိုရင်ဦးလည်းအရာပြင်းပြင်းထန်ထန်ဖိဖိခွင်းရှိတယ်ထောင်ချတာတို့ရိုက်တာနှစ်တာရီယောဟုတ်တယ်ရိုက်တာနှစ်တာတေရန်ပေးခွင့်အထီတောင်ရှိနေတဲ့အခြေအနေတွေရှိတယ်အတော်ဆိုးတာပေါ့နော်ဆိုတော့ထွက်ပြေးသွားတဲ့ကြံ့တယောက်ကို အထူးသဖြင့်သခင်ကိုနစ်နာအောင်လုပ်ခဲ့တဲ့ကြော့မျိုးကို ပြန်လက်ခံဖို့ဆိုတာကမယုံနိုင်လောက်အောင်ခက်ခဲတဲ့ကိစ္စကြီးပါ ဟုတ်ကဲ့နားလည်ပါပြီအဲ့ဒီလိုတင်းကျပ်တဲ့အခြေအနေကြီးမှာရှင်ပေါလုကဘာလုပ်လိုက်တလဲသူကအိုနီသိန်းကိုဖီလီမွန်စီပြန်လွတ်လိုက်တယ်ပြန်လွတ်လိုက်တယ်ဒါပေမဲ့ဟုတ်တယ်ဒါပေမဲ့ကျွန်းအဖြစ် ပြန်သွားခိုင်းတာမျိုးမဟုတ်ဘူးအဲဘယ်လိုမျိုးလဲသူကဖီလီမွန်ကိုစာရေးပြီးတောင်းပန်တာ ။အိုနီသိန်းကိုအပြစ်သားကျွန့်တဲ့အောင်လို့မဆက်ဆံပါနဲ့တော့သူ့ကိုထခင်ဘုရားနဲ့ချစ်တော်ညီကဲတို့လက်ခံပါလို့အဲ့လိုတောင်းဆိုခဲ့တာ။အော်ဒါကတော်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 ကွာသွားပြီနော်ကျွန့်ခင်းနဲ့ညီကိုထက်သွားပြီ။ဟုတ်တယ်လေအဲ့ဒီခင်ရဲ့လူမှုဆန်လုံးရကြည့်ရင်ဒါကတော်လန်ရေးဆန်တဲ့တွေးခေါ်တစ်ခုပါ။ဟုတ်ပါကျမနဲ့တခင်ဆိုတာကကောင်းကင်နဲ့မြေကြီးလိုကွာနေတဲ့ဆင့်အတန်းတစ်ခုရောအဲ့ဒါပေါ့ဒီနေရာမှာရှင်ပေါင်းလူရဲ့ချင်းကပ်ပုံကလည်းအရန်စိတ်ဝင်စားဖို့ကောင်းတယ်သူကလေ တိမ်မွေးတယ်ပညာသားပါတယ်ဘယ်လိုမျိုးလဲသူကတမန်တော်တယောက်ပဲသူ့မှာဩဇာအာဏာရှိတယ်ဖီလီမွန်ကိုဟဲ့အုံနဲ့တဲ့ကိုညီကိုရောလက်ခံလိုက်လို့အမိန်ပေးလို့ရတယ်ဆိုတာသူသိတယ်ရတာဗောအဲဒါပေမဲ့သူကအဲ့ဒီလမ်းကိုမရွေးခဲ့ဘူးอืม အခန်းငယ်၈နဲ့၉မှာသူရေးထားတာလေးရှိတယ်။ထို့သောပြုတင်သောအမှုကိုတင့်အားပြည့်ညတ်ထားခြင်းကငါသည်ခရစ်တော်၌ရေးရင်ခြင်းသဘောအလွန်ရှိတော်လဲဆိုလိုတာကအမိန်ပေးလို့ရပါမယ်ပေါ့လေ။မေတ္တာကိုထောက်ရတောင်းပန်ခြင်းကသာ၍အလိုရှိ၏တဲ့။ဩမေတ္တာနဲ့ပဲတောင်းပန်တာပေါ့။ဟုတ်တယ်။သူကဖီလီမုန်ရဲ့မေတ္တာတရားကိုသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်းကို လေးစားတံပိုးထားပြီးတိုက်တွန်းခဲ့တာဒါပေမဲ့အမ်တမန်တော်ဒီယောင်အင်းနဲ့အမိန်ပေးလိုက်ရင် ပိုမြန်မြန်ဆန်ဆန်ပြင်းသွားဘူးလားပိုထိရောက်မယ်ထင်းเสียရရှိလားပေါ့ဘာဖြစ်လို့မေတ္တာကိုပဲအခြေခံပြီးဒီလိုတိမ်တိမ်မွေ့မွေ့ချင်းကပ်ဖို့ရွေးခဲ့တာပါလေအဲ့ဒါကောင်းတဲ့မျိုးခုမဲရှင်ပေါလူရဲ့ရည်ရွယ်ချက်ကလည်းဖီလီမွန်စီကစိတ်မပတဲ့ဘာနာခံမှုမျိုးကိုလိုချင်တာမဟုတ်ဘူးอืม သူတကယ်မြင်ချင်တာကစစ်မှန်တဲ့မေတ္တာကနေပေါက်ခွာလာတဲ့ပြန်လဲတိမြင့်ချင်းမျိုး။ဩစေရနာနဲ့ဖြစ်စေချင်တာပေါ့။ဟုတ်တယ်။အခန်းငယ်၁၄မှာသူဆက်ပြောသေးတယ်။တင်ပြူသောယေရှုသည် အနိုင်ပြုစေသောယေရှုမဖြစ်မိမိအလိုအလျောက်ပြုစေသောယေရှုဖြစ်မည်အကြောင်းတဲ့။ဆိုလိုလာကအမိန်ကြောင့်ဖီးယားကြောင့်လှုပ်လိုက်တာမျိုးထက်ကိုယ်တိုင်နားလည်လက်ခံပြီးမေတ္တာနဲ့လှုပ်တဲ့အရာကပိုတန်ဖိုးရှိတယ်။ပိုစစ်မှန်တယ်လို့သူယုံကြည်ပုံရလဲ။ဟုတ်ကဲ့။ ဒါကခရစ်စတန်ဆက်ဆံရေးရဲ့အနှစ်သာရကိုလည်းပို့ပြီးဖော်ပြရရောက်တာပေါ့နော်အဲ့ဒါပေါ့နောက်ထပ်အင်မတန်ထူးခြားတဲ့လို့ကျွန်တော်ထင်တဲ့အချက်တစ်ခုရှိသေးတယ်အဲ့ဒါကရှင်ဘောလူရဲ့ကိုချိုးစွတ်မှုပါပဲဟုတ်ပါတယ်ဘယ်ဖိုင်းကိုပြောချင်တာလဲသူကဖိလိမုန်ကိုပြောတယ်လေ तू အော်နေတင်သည်တင့်အပေါ်မှာပြမအော်တဲ့အကျွေးကျွေးတင်တော့အကျွေးရှိလျင်ထိုအကျွေးကိုငါအပေါ်မှာမှတ်သားလို့တဲ့အင်းငါပေါ်လူသည် ကိုလက်နဲ့ရေးထား၏ငါသည်စက်ပေးမည်ဆိုပြီးအခန်းငယ်၁၈မှာရေးထားတာဟုတ်ကဲ့ဒါတကယ်ကိုအံ့ဩစရာပဲနော်အော်နေတင်းကြောင်ဖြစ်ခဲ့တယ်ဘလို့နစ်နာကြီးမျိုးမဆိုသူကိုယ်တိုင်တာဝန်ယူပေးမယ်လို့အာမခံလိုက်တာအတိအချပါပဲဒီအချက်ကလည်းဒီစာရဲ့ဘာသာရေးဆိုင်ရာအတိပေကိုပို့ပြီးလို့နှတ်ဆိုင်သွားစေတယ်ဘယ်လိုမျိုးလဲဘာကြောင့်လဲဆိုတော့ရှင်ပေါ်လူရဲ့အဲ့လိုဂျားဝင်ဖြန့်ဖြည့်တင်းမှုအကျွေးကိုသူ့အပေါ်လွှဲပြောင်းယူလိုက်မှုက ယေရှုခရစ်တော်ရဲ့အမှုတော်ကိုပုံဆောင်နေလို့ပဲ။အော်ခရစ်တော်နဲ့တွေ့တူနေတာပေါ့။ဟုတ်တယ်။ခရစ်တော်ဟာလူသားတွေနဲ့ဖျားသခင်ကြားမှာချားဝင်ဖြန့်ဖြေးပေးတဲ့သူအတနာခံပေးတဲ့သူလေ။ဟုတ်ကဲ့။ပြီးတော့လူသားတွေရဲ့အပြစ်ချွေးတွေကိုကိုယ်တော်တိုင်လက်ဝါးကတိုင်မှာခံယူပေးဆက်ခဲ့တဲ့ကယ်တင်ရှင်ဖြစ်တဲ့ဆိုတဲ့တမန်တော်ရားနဲ့တွေ့ပြီးထပ်တူချာနေတာကိုတွေ့ရတယ်။အင်း ရှင်ပေါ်လူကဖီလီမိုနဲအော်နီတုမ်ကြားမှာခရစ်တော်လိုဈာဝင်ဖြန်ဖြေသူအမော့ခန်သူအဖြစ်ယက်တိပစ်လိုက်တဲ့သဘောပေါ့အဲ့ဒီလိုပြောနိုင်ပါတယ်အရန်လာပါတဲ့ပုံဖော်မှုတကူပါဒါဆိုရင်ဒီစာဆောင်လေးကနေကျွန်တော်တို့ရနိုင်တဲ့အဓိကသွန်သင်ချက်တွေကိုနည်းနည်းပြန်စူးစီးကြည့်အောင်ပထမဆုံးနဲ့အထင်ရှားဆုံးကတော့အာအပြစ်လွတ်ခြင်းနဲ့ပြန်လည်တည်မြတ်ခြင်းပဲဖြစ်မယ်နော်ဟုတ်ပါတယ် အဓိကအချက်ပါပဲရှင်ပေါ်လူကဖီလီမွန်ကိုသူ့ကိုပြင်မာခဲ့တဲ့နင်းနောင်အောင်လုခဲ့တဲ့အော်နီတင်ကိုခွင့်လုခဲ့ဖို့အလေးအနက်တိုက်သွင်းခဲ့တယ်ဟုတ်တယ်ဒါကဖီးယားသခင်ကကျွန်တော်တို့ကိုခရစ်တော်အဖင်အပြစ်လွတ်ပြီးသူ့နဲ့ပြန်လဲတင့်မြတ်ဆဲတဲ့ပုံစံကိုအသေးစားလေးပုံဖော်ပြနေတယ်လို့ပဲနော်မှန်ပါတယ်ဒီနေရာမှာအပြစ်လွတ်ခြင်းဆိုတာဘာလဲလို့မေးစရာရှိလာနိုင်တယ်ဒါကခံစားချက်တသက်ပဲလားဒါမှမဟုတ်ဆုံးဖြတ်ချက်ချရမယ့်ကိစ္စလားဟုတ်ဘယ်လိုမြင်လဲဒီစားရကြည့်ရင်တော့လဲ ဒါကဆုံးတက်ချက်ချဖို့တိုက်တွန်းနေတာပိုများတယ်။ခန်းစားချက်ကောင်းလာမှခွင့်လွတ်မယ်ဆိုပြီးစောင့်နေလာမျိုးထက်ကိုယ့်ကိုနစ်နာအောင်လုပ်ခဲ့တဲ့သူ့အပေါ်မှာမေတ္တာကိုအခြေခံပြီးခွင့်လွတ်ဖို့ခါးသီးမှုတွေကိုစွန့်လွတ်ဖို့ဆုံးဖြတ်ချက်ချလိုက်ဖို့လိုအပ်တယ်ဆိုတဲ့သဘောပါ။อืมခန်းစားချက်ကနောက်မှလိုက်လာခြင်းမှလိုက်လာမယ်ပေါ့။ဟုတ်တယ်။လိုက်လာနိုင်တယ်လို့မလိုက်လာတာလည်းရှိနိုင်တယ်။ဒါပေမဲ့ဆုံးဖြတ်ချက်ကအရင်လာမယ်။ ပြန်လည်တင့်မြက်ခြင်းကတော့အဲနမှုနဲ့ဖြစ်စူးစမ်းမှုလိုအပ်တဲ့ဆက်ဆံရေးကိုပြန်တိဆောက်ဖို့အချိန်ယူရတတ်တယ်ပေါ့ဟုတ်ကဲ့နောက်တစ်ချက်ကျွန်တော်အတက်တော့ဒါကတကယ်ကိုအားကောင်းတဲ့အချက်ပဲခရစ်တော်နဲ့ရှိတဲ့တန်တူညီမြမှုပါအင်းအရင်ကအိုင်ဆိုင်မှုတစ်ခုလိုသဘောထားခံရတဲ့ကျွန်းအော်နေတင်သူကအခုခရစ်တော်ကိုယုံကြည်လိုက်တဲ့အခါမှာသခင်ဖြစ်သူဖိလေမုန်ရဲ့ချစ်တော်ညီဖြစ်သွားပြီ ဟုတ်တယ်လူမှုအဆင့်အတန်းနေ တိတ်ကနောက်ခံသမိုင်းတွေစီးပွားရေးအခြေအနေတွေအဲ့ဓာဒီအားလုံးကခရစ်တော်၌ရရှိတဲ့ဝိညာဉ်ရေရမိသားစုဝင်ဖြစ်ခြင်းဆိုတဲ့အမှန်တရားရှိမှာမိန်မိန်သွားတယ်အရင်မပါလို့ဘူးဆိုတဲ့သဘောမျိုးတက်ရောက်နေတယ်နော်ဟုတ်ပါတယ်ဒီချက်ရဲ့အဲတော်လန်စန်တမှုကအဲ့ဒီခေယောမာလူဖွဲ့စည်းရဲ့တင်းကျပ်လာတဲ့လူတန်းစားခွဲခြားမှုတွေနဲ့ရှင်ကြည့်လိုက်မှာပိုပြီးမြင်သားတာဟုတ်ကဲ့ သခင်နဲ့ကြွန်ကြားကအနှဆိုင်လာတဲ့ကွာဟာချက်ကြီးကိုရှင်ပါလူကခရစ်တော်အဖင်ရရှိတဲ့ညီအကိုမောင်နှမဆက်ဆံရင်းနဲ့လုံးဝကိုပြောင်းပြန်လန်းလိုက်တာ။ "तू ကကျွန်စနစ်ကြီးကိုဖျက်သိမ်းဖို့တောင်းဆိုတာတော့မဟုတ်သေးဘူးနော်။ "Hmm, အဲ့လိုတော့တိုင်းရေးတောင်းဆိုတာမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့ခရိယန်အတိုင်းဝိုင်းအတွင်းမှာတော့ဒီစနစ်ရဲ့အခြေခံသဘောတရားကိုလူတယောက်ကိုတံပိုးထားပုံကို အမိခနဲ့ပြောင်းလဲပစ်လိုက်တာလို့ပြောလို့ရတယ်။ "Hmm. ။ One Tin ဆိုတဲ့နာမည်လေးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်နော်။အတုံးဝင်တော့သူတဲ့ဟုတ်ပါပဲရှင်ပေါ်လူကအခန်းငယ်စတဲ့မှာရေးဟာသေးတယ်ထိုသူဒီအထက်ကတင်နိုင်အတုံးမဝင်တော့သူဖြစ်တော့လေယခုတွင်တင်နိုင်လည်းကောင်းအတုံးဝင်တော့သူဖြစ်ဤဆိုပြီးတော့မှန်ပါတယ်ထွက်ပြေးသွားတဲ့ကျွန်းအတုံးမကြတဲ့သူလို့တမခံရနိုင်တဲ့သူကအခုခရစ်တော်ကိုယုံကြည်ခြင်းအပြင် သူ့နာမည်နဲ့လိုက်အောင်တကယ်ကိုအသွုံးဝင်တဲ့သူဖြစ်လာပြီဆိုတဲ့အတွင်ပြောင်းလဲမှုကိုရှင်ပေါလုကမိမောင်းထုတ်ပြနေတာပဲဟုတ်တယ်လူတယောက်ရဲ့အတိတ်ကဘလို့ပဲဖြစ်ခဲ့ဖြစ်ခဲ့ခရစ်တော်နိုင်သူတို့ဟာအတိတ်တော့ဖန်ဆင်းခြင်းဖြစ်လာနိုင်တယ်တန်ဖိုးရှိတဲ့သူအသွုံးဝင်တဲ့သူဖြစ်လာနိုင်တယ်ဆိုတော့မျောလင်းချက်ကိုပေးနေတာပါဒါကတကယ်ကိုပြောင်းလဲခြင်းရဲ့တန်ဖိုးကိုပြတာပဲဟုတ်ကဲ့အရေးကြီးတဲ့အမေခွန်မှာပထမဆုံးအနေနဲ့ကျွန်တော်မြင်တာကတော့လူမှုဆက်ဆံရေးတွေကိုပြန်လည်ပြုပြင်ဖို့တန်းစင်ဖို့တိုက်တွန်းချင်လို့ထင်တယ် ကိုကိုနဲ့နအောင်လက်ခဲပူတဲ့သူတွေကိုနဲ့ဆက်ဆံရေးပျက်စီးနေတဲ့သူတွေရှိကောင်းရှိနိုင်တယ်လေအဲ့ဒီသူတွေကိုအပြစ်လက်ဖို့ဆုံးဖြတ်ချက်ချဖို့လိုတယ်ဆိုတာဒီစာကသင်ပေးနေတယ်ဟုတ်ပါတယ်ခါတိမှုတွေလက်စားချေလို့စိတ်တွေကိုဆွန့်လွတ်ပြီးတော့မေတ္တာနဲ့ပြန်ဆက်ဆံဖို့ဖြစ်နိုင်ရပါလေဆက်ဆံရေးပြန်တည်ဆောက်ဖို့ကြိုးစားဖို့တိုက်တွန်းနေတယ်လို့ယူဆရပါတယ်ဒီနေရာမှာတတိပြုဖို့တခုကလေအပြစ်လွတ်ချင်းဆိုတာဖြစ်ခဲ့တာကိုမေ့ပစ်လိုက်တာမျိုးမဟုတ်ဘူးဟုတ်ကဲ့ နင့်နာမှုကတကယ်ရှိခဲ့တယ်တကယ်နာကျင်ခဲ့ရတယ်ဒါပေမဲ့အဲ့ဒီနင့်နာမှုအဲ့ဒီနာကျင်မှုကိုကို့ဘွားကိုဆက်ပြီးအစိတ်အသက်မခံတော့ဘဲခါတီးမှုရဲ့ချီနှောင်ရင်းကနေကို့ကိုကိုလွတ်မြောက်အောင်လုပ်လိုက်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်။မှန်ပါတယ်။ပြီးတော့ရှင်ပေါလူလိုပဲပေါ့။ကိုတိုင်ကပြဿနာရဲ့အစိတ်ပိုင်းမဟုတ်ရင်တောင်မှလိုအပ်လာတဲ့အခါမှာဆက်ဆံရေးတွေပြန်လဲတင့်မြောက်ဖို့ကြားဝင်ကူညီပေးတဲ့သူတကားခန့်ပေးတဲ့သူဖြစ်ဖို့လည်းအရေးကြီးတယ်လို့ထင်တယ်။ဟုတ်ကဲ့ဟုတ်ကဲ့ဒုတိယလက်တွေ့ကျင့်သုံးနိုင်မယ့်အချက်ကတော့ လူလူကိုခရစ်တော်၌ရှိတဲ့အမြင်တည်းနဲ့ရှုမြင်တတ်ဖို့ပဲဟုတ်ပါတယ်အော်နေတင်ဟာဂျင်းဘွားကနေညီအစ်ကိုဖြစ်လာတယ်လို့ပဲကျွန်တော်တို့ဟာလူတယောက်ရဲ့အပြင်ပန်းအသွင်အပြင်လူမျိုးအသားအယံပညာအရေးချင်းစီးခွားရေးစင်တန်းနိုင်ငံရေးယုံကြည်ချက်လူမှုရေးနောက်ခံစားရတဲ့ဘောမှာမူတည်ပြီးတော့ဘသူကမှခွဲခြားဆက်ဆံတဲ့မျိုးလုံးဝမလို့တဲ့ဘူးဆိုတဲ့သင်ခန်းစာပေါ့ ရစ်တော်မှာလူတိုင်းဟာတန်ဖိုးရှိတယ်။ဖျားတခင်ချစ်တဲ့သားသမီးတွေယူကြည်သူညီအစ်ကိုမောင်နှမတွေဖြစ်ရှုမြင်တတ်ဖို့လိုတယ်နော်။ဟုတ်ပါတယ်။ဒါကိုလက်တွေ့ဘဝမှာဥပမာကိုယ့်ရဲ့လောကဝန်ကွယ်မှာပဲဖြစ်ဖြစ်အတွင်းတော်ထဲမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ပဝန်းကျင်အတိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်ဘယ်လိုအတုံးချနိုင်မလဲဆိုတာစဉ်းစားကြည့်တဲ့တယ်။ဟုတ်ကဲ့။တခါတလေကျမတို့ကလူတွေကိုသူတို့ရဲ့အတိတ်ကအမားတွေနဲ့ဒါမှမဟုတ်သူတို့ရဲ့လက်ရှိအခြေအနေတွေနဲ့ပဲတဆိတ်ကတ်လိုက်တတ်ကြတယ်။အင်း ဟုတ်တယ်။ဒါပေမဲ့ဒီစာကလူရယုတ်ရဲ့ပြောင်းလဲနိုင်စွမ်းကိုဖျားသခင်သူတို့ကိုပြောင်းလဲပေးနိုင်တဲ့တန်ကိုကိုယုံကြည်ဖို့တင်ပေးနေတယ်။ထွက်ပြေးခဲ့တဲ့ကျွန်အောင်းနဲ့တင်းတောင်မှအတုံးဝင်တော့သူဖြစ်လာနိုင်သေးတာပဲ။ဟုတ်တယ်။ဆိုတော့ဘသူမဆိုခရစ်တော်၌ပြန်လဲတိဆုပ်ခြင်းခဏရဲနိုင်တယ်ဆိုတာကိုယုံကြည်ပြီးတော့ဒုတိယခွင့်ရေးတတိယခွင့်ရေးပေးတတ်ဖို့လဲလိုအပ်တယ်လို့မြင်ပါတယ်။မှန်ပါတယ်။နောက်ဆုံးတတိယချက်ကတော့ ကိုကျိုးစွန့်တဲ့မေတ္တာကိုလက်တွေပြသဖို့ပဲအင်းရှင်ပေါလုလူပေါ့နော်ဟုတ်တယ်ရှင်ပေါလုကအော်နေတဲ့အချွေးကို သူ့ပေါ်လွဲယူခဲ့တယ်လို့မျိုးကျွန်တော်တို့လည်းကိုပေါဝန်းကျင်မှာစေပိုင်းဆိုင်ရာငွေကြီးအရာဒါမှမဟုတ်ဝိညာဉ်ရေးအရာအားနည်းနေတဲ့သူတွေမာယွင်ခဲ့လို့ကြရှုံးနေတဲ့သူတွေရဲ့ဝန်ကိုကိုကြီးထမ်းဖို့ပေးဖို့သူတို့ရဲ့နာကျင်မှုတွေကိုကိုချင်းစားတတ်ဖို့လူဟက်လာရင်ကိုအချင်းကိုငွေ ကိုခွန်အားကိုသူတို့အတွက်ပေးဆပ်ဖို့အသင့်ရှိရမယ်ဆိုတဲ့သင်ခန်းစာကိုရနိုင်မယ်ထင်ပါတယ်။ဟုတ်ပါတယ်။ဒါကတကယ်လို့ခရစ်ယာန်အတိုင်းအဝန်ရဲ့အတသွေးကျော်ခစ်သွင်းတဲ့အရာလို့ထင်တယ်။ငွေကြီးကူညီပေးတာမျိုးလဲပါနိုင်တာပေါ့။ဟုတ်ကဲ့။ဒါပေမဲ့အဲ့ဒီထက်ပိုကျယ်ပြန်နဲ့နားထောင်ပေးတာအားပေးစကားပြောတာဆူတောင်းပေးတာမျိုး။อืมစိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုပေါ့။ဟုတ်တယ်။ နောက်ပြီးတော့မောင်းရင်ခဲ့တဲ့သူတယောက်ကိုအတိုင်းဝိုင်းကနေပစ်ပင်မထားဘဲနဲ့ပြန်လည်လက်ခံပြီးတော့ဝိုင်းဝန်းဖေးမာတာသူတို့ရဲ့ဝန်ထုပ်ဝန်ပိုးတွေကိုကိုတက်လန်တလောက်ကူညီထမ်းရွက်ပေးတာအဲ့ဒါတွေအားလုံးဟာရှင်ပေါလုပြတာခဲ့တဲ့ကိုဂျိုးစွတ်မေတ္တာရဲ့ပုံစံတွေပါပဲဟုတ်ကဲ့ဒီလေဖလေမွန်အော်ဝါဒါဇာကိုအတူတကွဆွေးနွေးခဲ့ကြတာတကယ်ကိုအချိုးရှိပြီးစိတ်ဝင်စားစရာကောင်းပါတယ်ဗျာအခဏခဏတည်းပါတဲ့ဒီစားဆောင်တိုလေးကနေပြီးတော့အဖြစ်လွတ်ခြင်းပြန်လည်တည့်မြတ်ခြင်း ခရစ်တော်၌တန်းတူညီမျှခြင်းကိုကျိုးစွမေတ္တာနဲ့အစေခံခြင်းစရည်ဘေရောမယိုးမတော်မဲ့လက်တွေ့ပွားမှာအမြဲတမ်းအတွန်းဝင်နေမဲ့အစွမ်းထက်တဲ့သင်ခန်းစာတွေအများကြီးကိုဆွဲထုတ်ယူနိုင်ခဲ့ကြပါတယ်။အဓိကမှတ်သားထားတဲ့အချက်ကတော့လေခရိယံယုံကြည်ခြင်းဆိုတာတနည်းအနေနဲ့ဝတ်ပြုခံတဲ့မှာပဲရှိနေတဲ့စိတ်ကူးတဲ့ကအတွဲခို့တက်တက်မဟုတ်ဘူးဆိုတာပါပဲ။ဟုတ်ပါတယ်။ မင်းစင်ဘဝရဲ့ရှုံထွေးတဲ့လူမှုဆက်ဆံရေးတွေခက်ခဲတဲ့အခြေအနေတွေထဲမှာအမှန်တကယ်လမ်းညွှန်မှုပေးနိုင်တဲ့ကျမတို့ရဲ့သဘောထားတွေလှုပ်ဆောင်မှုတွေကိုပြောင်းလဲစေနိုင်တဲ့အသက်ရှင်တဲ့တန်ကိုဖြစ်တယ်ဆိုတာကိုဒီစာကသက်သွေပြနေပါတယ်။မှန်ပါတယ်။ဒီဆွေးနွေးမှုအပြီးမှာကျွန်တို့ရဲ့လျက်လာနားထောင်သူတွေကိုဆက်ပြီးတော့စဉ်းစားဆင်ခြင်ကြည့်ဖို့အတွေ့တစ်ခုလောက်ခြံထားခဲ့ခြင်းပါရဲ့ဗျ။ဟုတ်ကဲ့။ရှင်ပေါလုရဲ့ဒီလိုမေတ္တာနဲ့ပြေဝတဲ့ကြားဝင်တောင်းပန်မှုသူ့ရဲ့တွင်တင်ချက်တွေ အဲ့အရာတွေကဖီလီမွန်ပေါ်မှာဘယ်သူတက်ရောက်မှုရှိခဲ့မယ်လို့ထင်ပါသလဲ။ဟွန်းစဉ်းစားကြရပဲ။သူ့ရဲ့ကျွန်းစနစ်အပေါ်ထားရှိတဲ့အမြင်ကိုရောသူ့အိမ်မှာစူဝေးအသင်းပေါ်ရဲ့သဘောထားတွေကိုရောဘယ်အတိုက်အတာအထိများပြောင်းလဲစေခဲ့နိုင်မလဲ။ဟုတ်တယ်။ဖီလီပွန်ကအော်နေတင်ကိုချစ်တော်ညီအဖြစ်တကယ်ပဲလက်ခံခဲ့လား။လက်ခံခဲ့ရင်တောင်ဘလို့ပုံစံနဲ့လက်ခံခဲ့မလဲ။ဒါလေးတွေကိုကိုယ်တိုင်ဆက်ပြီးတော့တွေးတော်ရှင်ကြံကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ဒီနေ့ ဒီအကြောင်းအရာကိုစိတ်ဝင်စားစားအတူတကွာလက်တန်းဆွေးနွေးပေးခဲ့တဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်တစ်ချိန်ပြန်လဲဆုံတွေ့ကြပါဦးမယ်ခင်ဗျာ။